ဒီနေ့မှာတော့ကပတ်တတန်းရှိဆုံးမုတ်တမျိုးအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။ဟုတ်ပါတယ်။ကပတ်တတန်းရှိဆုံးမုတ်ကတော့ခမရတို့ကျွန်တော်တို့တွေအရင်ကြိုက်တဲ့ပေါင်မုတ်ပဲဖြစ်ပါတယ်။ပေါင်မုတ်ရဲ့ရာဇဝင်ကိုပြောပြရမယ်ဆိုရင်တော့ပေါင်မုတ်ကခရစ်တော်မပေါ်ခင်နှစ်ပေါင်း1400တဲ့ကစတင်ပေါ်ပေါက်ခဲ့တဲ့မုတ်တမျိုးဖြစ်တယ်လို့သူတွေတီတွေရဲ့မှတ်တမ်းတွေကသိရှိရပါတယ်။ပေါင်မုတ်ဖြစ်လာမဲ့ဂျုံလုံးမုတ်တမျိုးဟာကြောက်ခေဦးကာလာတွေက စတင်ပေါ်ပေါက်နေပြီဖြစ်တယ်လို့ခရစ်နဲ့မတိုင်ခင် BC 3000ခန့်မှာအီဂျစ်သားတွေကပေါင်ပေါင်းနဲ့နှိစက်တဲ့ဂျုံမုတ်တစ်မျိုးကိုစမ်းသပ်စားသုံးနေပြီဖြစ်တယ်လို့သိရှိရပါတယ်။ဒါကြောင့်လဲယောမနဲ့ဂရိခေတ်မှာနေထိုင်ကြသူတွေကအီဂျစ်တွေရဲ့ပေါင်ပေါင်းနှိစက်တွေကိုအခြေခံထုတ်လုပ်ဖန်တီးထားတဲ့ပေါင်ပေါင်းတွေကိုတော့စတင်ပေါ်ပေါက်လာခဲ့ပြီဖြစ်တယ်လို့အဲဒီခေတ်တုန်းကနန်းတွင်းမိသားစုတွေကသာစားသုံးနိုင်ခဲ့ပါတယ်။ဥရောပရဲ့အလဲခေတ်မှာတော့ပေါင်ပေါင်းကလူဒန်းစားမရွေးစားသုံးနိုင်တဲ့အဓိကအစားအစာတစ်မျိုးဖြစ်လာခဲ့ပြီး ရှင်နစ်ခင်မှာတော့ပေါမုတ်ကကဘာအရေးရက်ကလူရန်စာမီွေးချက်နှစ်သက်စာစာတော့နိုင်တဲ့စာတော့တမျိုးဖြစ်မှတ်တမ်းဝင်ခဲ့ပြီးဖြစ်ပါတယ်မြန်မာနိုင်ငံကိုရပေါမုတ်ကကုန်းပေါင်ခေမြန်မာအင်္ဂလိပ်ပထမစစ်ပွဲမတိုင်ခင်ကာလတွေကကဘာအရေးရက်ကကုံသွယ်တွေရတဲ့ဆင့်ရောက်ရှိလာခဲ့ပြီးဖြစ်တယ်လို့သိရှိရပါတယ်ဒါပေမဲ့အဲ့ဒီခေတ်ခါကပေါမုတ်ဟာတော်ဝင်နန်းသုံးအစားအစာတမျိုးဖြစ်တာကြောင့်ပြည်သူတွေနဲ့အလှမ်းဝေးခဲ့ရပါတယ် အဲ့ဒီချိန်တုန်းကနေမဝင် empire ကိုပိုင်ဆိုင်ထားတဲ့ British အင်္ဂလိပ်တွေကတော့မြန်မာနိုင်ငံတနိုင်ငံလုံးကို British empire ရဲ့တင်းသွင်းပြီးနောက်ပိုင်းမှာတော့ပေါင်မုတ်ရှင်ပြေးမှုဟာမြန်မာနိုင်ငံအနှံပြားကိုရောက်ရှိလာခဲ့ပါတယ်။ဒါကြောင့်လဲမြန်မာရိုးရာအစားအစာတွေဖြစ်တဲ့ပေါင်မုတ်အုံနုဆန်းနဲ့ရွှင်ရည်အေးတွေမှာပေါင်မုတ်ကိုအဓိကထားထည့်သွင်းအသုံးပြုလာကြတာဖြစ်ပါတယ်။ပေါင်မုတ်ကိုကဘာအနှံပြားကနိုင်ငံဒေါ်လာများများကဘရက်လို့ခေါ်ဆိုကြပါမယ်။မြန်မာနိုင်ငံကတော့ပေါင်မုတ်လို့ခေါ်ဆိုကြပါတယ်။ ဒါကလည်းရန်ကုန်မြို့မှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကစတင်ရောင်းချခဲ့တဲ့ရှာမီမုတ်တက်ကပေါင်မုံတွေက ပေါင်မုံဒရုန်းကိုတပေါင်လောက်ရှိတာကြောင့်ပေါင်မုံလို့အလွယ်တကူခေါ်ဆိုခဲ့ကြတာလည်းဖြစ်နိုင်ခြေရှိတယ်လို့စဉ်းစားမိပါတယ်